လူ့အခွင့်အရေးကော်မရှင်ဥပဒေစားသုံးသူကာကွယ်ရေးဥပဒေနဲ့ငွေကြေးခွာချမှုတိုက်ဖျက်ရေးဥပဒေတွေကိုလွှတ်တော်ကအတည်ပြုပေးလိုက်ပါပြီဒီသတင်းကိုဦးစီသူစရာပေးပို့ထားပါတယ်ရှင်မလ23ရက်နေ့ကကျင်းပပြုလုပ်တဲ့ပြောင်စုလွှတ်တော်စည်းဝေးမှာဥပဒေ၄ခုကိုဆွေးနွေးခဲ့ပြီး၃ခုကိုအတည်ပြုပေးလိုက်တာပါအတည်ပြုပေးလိုက်တဲ့ဥပဒေတွေကတော့မြန်မာနိုင်ငံမျိုးသားလူ့ခွင့်ရေးကော်မရှင်ဥပဒေကျမ်းစားသုံးသူကာကွယ်ရေးဥပဒေကျမ်းနဲ့ငွေကြေးခွာချမှုတိုက်ဖျက်ရေးဥပဒေကျမ်းတွေပဲဖြစ်ပါတယ် မြို့သားလူ့ခွင့်ရေးကော်မရှင်ဥပဒေချမှာတော့စကလုံးထားသူနဲ့ပတ်သက်ပြီးလွတ်တော်နေရဲ့အကြားသဘောထားကွဲလဲတာတွေရှိခဲ့ပါတယ်။ဝေကြီးခွာချမှုတက်ဖြတ်ရေးဥပဒေချမ်းကိုတော့တမရအနေနဲ့ပြစ်ဒဏ်တွေကိုလျှော်ပေါ်ပေးဖို့သဘောထားမှတ်ချက်နဲ့လွတ်တော်ကိုပြန်လည်ပေးပို့ခဲ့တာဖြစ်ပါတယ်။စာချုပ်တော်မိတ်လျှော်တာမှုဆိုင်ရာဥပဒေချမ်းကိုတော့ညင်မောဘဲရပုံမှန်ချုပ်ပါဝင်နေတာကြောင့်အတိမပြုတ်နိုင်သေးပါဘူး။အခုဒီနေ့ဆိုလို့ရှိရင်ဒါဒါအတီးပြစ်သွားတယ်အတီးပြစ်သွားတယ်ဆိုလို့ရှိရင်အစိုးရဖွဲ့လည်းပါတယ်နောက်နောက်တစ်ခါဟိုဥစ္စာအဖွဲ့စည်းတွေလည်းပါတယ်နော် ပါတီတွေလည်းပါတာပေါ့နော်ပါတီတွေလည်းပါတယ်နောက်ကျွန်တော်တို့ commission တွေလည်းပါတယ် committee တွေလည်းပါတယ်အားလုံးပေါင်းပြီးလုပ်တယ်ဆိုတဲ့အတွက်ဒီဥတွေကတော့အတည်ပြုပါပြီမြန်မာနိုင်ငံရဲ့လူ့ခွင့်ရေးခြင်းတွေဟာအရင်စစ်ဆေးရလက်ထက်မှာနိုင်ဆုံးအခြေအနေမှာရှိခဲ့တာပါအစိုးရတက်လက်ထက်မှာတော့လူ့ခွင့်ရေးခြင်းတွေတိုးတက်လာခဲ့ပေမဲ့အချို့လူ့ခွင့်ရေးချိုးဖောက်မှုတွေတော့ရှိနေသေးပဲလို့ထောက်ပြဝေခံမှုတွေရှိနေပါတယ်ပြည်ဆိုင်ရာလူ့ခွင့်ရေးညွန့်ကိန်းတွေရဲ့အစိုးရမြန်မာနိုင်ငံအဆင့်189နေရာမှာရပ်တည်နေပါတယ် ဒီလိုအခြေအနေတွေကနေတိုးတက်ဖို့အတွက်ကတော့ဥပဒေတွေကိုအတည်ပြုပေးလိုက်ရုံနဲ့မလုံလောက်သေးပဲပြည်သူတွေအနေနဲ့ဥပဒေတွေကိုတကယ်လိုက်နာဖို့လဲလိုအပ်သေးတယ်လို့တော်တော်ကိုယ်စားလှယ်ဦးထေဦးကခုလိုပြောပြပါတယ်။တော်တော်လေဥပဒေတည်းကတော့အတည်ပြုတယ်ဆိုရင်လည်းမပြီးသေးဘူး။ဒါမပြီးသေးဘူး။ဒီဥပဒေကိုတကယ်လိုက်နာနော်ဥပဒေကိုမလိုက်နာဘူးဆိုရင်ကြက်မပေးမဲ့လူကလည်းရှိရမယ်။အဲ့ဓာဒီရဲ့လူတွေပေါ်လဲမူတည်သေးတယ်။သို့တော်လည်းပဲအရင်နဲ့စာရင်တော့စာရရေးထားတာမရှိတာစာရင်တော့အခုတော့ရှိထားတယ်ဆိုရင်တော့ အခုတော့ပြီးသွားပြီလို့ပြောမှာပေါ့နော်ဒီဥပဒေတွေကိုအတိအပြုပြဋ္ဌာန်းဖို့အတွက်သမ္မတဒဏ်ပေးပို့ရမှာဖြစ်ပါတယ်ဒီလိုပေးပို့ရမှာစာတုံးသူကဝဲဥပဒေချမ်းနဲ့ငွေကြေးခွာချမှုတက်ဖြည့်ဥပဒေချမ်းတွေကို9ရက်အတွင်းနိုင်ငံတော်သမ္မတကလက်မှတ်ရေးထိုးအတိအပြုရမှာဖြစ်ပြီးအမျိုးသားလူခွင့်ကော်မရှင်ချမ်းကိုတော့14ရက်အတွင်းအတိအပြုရမှာဖြစ်ပါတယ်ကျွန်တော်စီသူစရသတင်းပေးပို့ထားပါတယ်ခင်ဗျာ